အယက်ရှိချင်းဆိုင်ရာမေကုံများနဲ့အဖြေများကိုကူကိုအရင်ဖြေပေးသွားမှာပါအယက်ရှိချင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုနောက်မှ အပိုင်းလိုက်တင်ပေးသွားမှာဖြစ်ပါတယ်နမတမေကုံအယက်ငါးလက်မပူရှိလာဖို့ဘယ်လိုလုပ်ရမလဲအဟာရပြည့်ဝစွာစားခြင်းပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းနဲ့အေးဝဝအိတ်ချင်းတို့ဖြစ်အယက်ပူရှိနိုင်ပါတယ်သို့တော့တင့်မျိုးရိုးဗီဇာကအယက်အမြင့်ကိုအဓိကလွှမ်းမိုးပါတယ် မနှစ်မေးခွန်းခုံချင်းကအရက်ရှိစေသလားကလေးဘွားတွင် ခုံချင်းကအရက်ကိုတိုက်ရိုက်မရှိစေပါ သို့တော်ဆယ်ကျော်သက်အရွယ်တွင် ခုံချင်းသည်အရက်ရှိရာတွင်အထောက်ကူဖြစ်စေနိုင်တယ်နံပါတ်3မေးခွန်းပြေးချင်းကအရက်ရှိစေသလားမရှိစေပါပြေးချင်းဖြင့်အရက်ရှိသည်ဆိုသော အယူအဆမှာမှားယွင်းပါတယ်နံပါတ်4မေးခွန်း အဲ့ချိန်များလျင်အရက်ပိုရှည်နိုင်သလားဟုတ်ပါတယ်သူတေသနာများအရအဲ့ရေးပြက်ခြင်းသည်ကြီးထွားမှုကိုနှောင့်နှေးစေနိုင်သည်ဟုဆိုပါတယ်နံပါတ်5မေကွန်းအရက်ရှည်စေသောအားကစားများကဘာတွေလဲဘတ်စကက်ဘောကစားခြင်းတင်းနစ်ကစားခြင်းချက်တောင်ရိုက်ခြင်းရေကူးခြင်းဘောလီဘောကစားခြင်းစတာတွေဖြစ်ပါတယ်မတ်6မေကွန်း အသက်ပဲနှစ်မှာအရက်ရှိချင်းရက်သွားတယ်လေအမျိုးသားအများစုကအသက်16နှစ်မှာအရက်ရှိချင်းရက်သွားတော့လဲကျွတ်သားများဆက်ကြီးနိုင်ပါတယ်အမျိုးသမီးငယ်များသည်ပုံမှန်အားဖြင့်အသက်14 15နှစ်ဝန်းကျင်တွင်အရက်ရက်သွားလေးရှိတော့လဲယာတီစတင်ပြီးနောက်နှစ်နှစ်ခန့်အထိအနည်းငယ်ဆက်ရှိနိုင်ပါတယ်နံပါတ်ခုနှစ်မေခွန်းဘယ်အနေထားနဲ့အိပ်ရင်အရက်ပိုရှိနိုင်တယ်လဲဘေးတစောင်းအိပ်ပါကခန္ဓာကိုယ်ကိုဆက်ထုတ်နိုင်သည်ဟုယုံကြည်ရပါတယ် ်ဤကဲ့သို့စန့်ခြင်းဖြင့်အရက်အနှဲငယ်ပိုရှိနိုင်ပါれနံပါတ်၈မေကွန်းအမျိုးသမီးအသက်၁၈နှစ်ကျော်လျင်အရက်ဆက်ရှိနိုင်သေးသလား၁နှစ်ကျော်ပါကအရက်ဆက်ရှိနိုင်ခြင်းအလွန်နည်းပါれနံပါတ်၉မေကွန်းယာဒီစတင်ပါကအရက်ရက်သွားပြီလားယာဒီပထမဆုံးလာပြီးချိန်တွင်အရက်တန်းရက်သွားခြင်းမဟုတ်ပါသို့တော့ယင်းဒီအ திக ကြီးထွားမှုအဆင့် လျော့နယ်လာကြောင်းညွှန်းဆိုပါတယ်။ရာသီစတင်ပြီးနောက်နှစ်နှစ်မှသုံးနှစ်အတွင်းပြည်မြအဖြစ်သုံးလက်မခံဆက်ရှိနိုင်ပါတယ်။အချုပ်အားဖြင့်ပြောရရင်ကျန်းမာရေးနှင့်ညီညွတ်စွာနေထိုင်ခြင်းအဟာရပြည့်ဝစွာစားခြင်းပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းနှင့်အေးဝဝအိတ်ချင်းတို့သည်တင့်ခန္ဓာကိုယ်၏တဘာဝကြီးထွားမှုကို အထောက်အကူပြုပါတယ်။ဒါပေမဲ့အခုအစားအသောက်အနေထိုင်ပြောင်းလဲရုံနဲ့ခုချက်ချင်းအယက်မြင့်လာမှာမဟုတ်ပါဘူး။ ကလေးငယ်ဘဝတဲကတိတိချာချာစားတောက်နေထိုင်မှုပုံစံတွေကောင်းမွန်အောင်ဂရုစိုက်ထားမှသာဖွံ့ဖြိုးကြီးထွားတဲ့အရွယ်ရောက်တဲ့အခါတဖြည်းဖြည်းနဲ့အကျိုးခံစားလာရမှာဖြစ်ပါတယ်။